ဆိုင်ဟန်ဆိုတဲ့မြန်မာအမျိုးသားဟာတထေးအိမ်မှာအလုပ်လုပ်ကိုင်နေထိုင်တဲ့ကိုဝင်၅လရှိပြီဖြစ်တဲ့သူရဲ့မိမာကိုတပ်ပြင်းမဲ့ဆိုပြီးလိုက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဟုတ်ကိုရောက်တော့တထေးဖြစ်သူဟာတရက်ခန့်ဖြစ်သူဆိုင်ဟန်ကိုအိမ်ထဲပေးမဝင်ခဲ့ပါဘူး။အဲ့အခါမှာတော့တရက်ခန့်ဖြစ်သူဟာချန်စီယိုကိုကြော်ဝင်ပြီးတထေးကိုတနှံ့နဲ့ပြစ်တတ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒုံไทยใหญ่คนนี้ก็คือนายไซหานเนี่ยจะบุกไปฆ่าเมียท้อง5เดือนဖြစ်စဉ်ကတော့၅လပိုင်း၁၂ရက်နေ့ကထိုင်းတည်နေမှာဖော်ပြလာတယ်။ ထိုင်းနိုင်ငံမှာအလုလာလုတဲ့ရွှေ့ပြောင်မြန်မာနိုင်ငံသားရှန်လူမျိုးစိုင်ဟန့်ဆိုသူဟာတထေးအိမ်မှာအလုလုကိုင်းနေထိုင်တဲ့ကိုဝင်ငါးလားရှိပြီဖြစ်တဲ့သူ့ရဲ့မိမာကိုတပ်ပြစ်မဲ့ဆိုပြီးလိုက်သွားခဲ့ပါတယ်။ဟိုရောက်တော့မိမာဖြစ်သူရဲ့အလုရှင်ဟာတရက်ခန့်ကိုအိမ်ထဲပေးမဝင်ခဲ့တာကြောင့်တရက်ခန့်ဖြစ်သူစိုင်ဟန့်ဟာချန်စီယိုကိုကြော်ဝင်ပြီးအလုရှင်ဖြစ်သူတထေးကိုတနှံ့နဲ့ပစ်တာခါခြံဝင်းထဲမှာရပ်ထားတဲ့အလုရှင်ရဲ့ကားကိုမောင်းပြီးထွက်ပြေးသွားခဲ့ပါတယ်။နောက်ပြီးထွက်ပြေးနေစဉ်မှာလည်းတရက်ခန့်ဖြစ်သူဟာ လမ်းမောမှာသွားနေတဲ့ကားတချို့ကိုတိုက်မိတာမျိုးတွေရှိပြီးလမ်းစဉ်မျိုးကိုရောက်တော့သူခိုးလာတဲ့ကားကိုပြစ်ထားကသူအလုံးလုံးခဲ့ဖူတဲ့တတိအိမ်မှာသွားရောက်ပုံဆောင်နေခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ထိုင်ရတပ်ဖွဲ့မှလူတက်ပြီးထွက်ပြေးသွားတယ်။မြန်မာနိုင်ငံသားဆိုင်ဟန့်ဆိုတဲ့အမျိုးသားကိုဖမ်းဆီးဖို့အတွက်စုံစမ်းမှုတွေပြုလုပ်ခဲ့ပြီးစနေနေ့ညမှာတော့တရခန့်ကိုသူပုံခိုးနေတဲ့နေရာမှာဖမ်းဆီးနိုင်ခဲ့ပါတယ်။ နောက်ပြီးထိုင်းရဲတပ်ဖွဲ့ကတရက်ခန့်ကိုဖမ်းဆီးတဲ့အခါမှာတပ်သေးခံအဖြစ်တနတ်တလန်နဲ့ကြီးစံ2000အပြင်အုံပြုပြီးသားကြီးကွန်3ခုကိုလည်းတွေ့ရှိခဲ့ပါတယ်ဒီလိုနဲ့ထိုင်ရဲတပ်ဖွဲ့မှတရက်ခံကိုအမှုနဲ့ပတ်သက်ပြီးစစ်ဆေးဖို့အတွက်ဖိကစင်ရဲစခန်းကိုခေါ်လာခဲ့ပြီး ဘာကြောင့်မိမဖြစ်သူအလုံးလုံးနေတဲ့အိမ်ကအလုံးရှင်ကိုတက်ပြရတာလဲလို့မေးတော့တရခန်ကဘာမှဖြည့်ဆိုတာမျိုးမရှိပါဘူးဒီလိုနဲ့ထိုင်ရတဲ့ဖွဲကတရခန်ကိုဒါဆိုကြိုတင်ကြံစီထားတာမျိုးရရှိလာလို့မေးတော့တရခန်ကကြိုတင်ကြံစီခဲတာမျိုးမရှိဘူးမိမရဲ့အလုံးရှင်ကိုမကျေနပ်တာမျိုးလည်းမရှိဘူးအခုလို့ကျူးလွန်ခဲမိတဲ့အတွက်စိတ်မကောင်းဖြစ်တယ်လို့တရခန်ဖြစ်သူကပြောပါတယ်နောက်ပြီးတရခန်ဖြစ်သူဆက်ပြောတာကအဲနေကမိမဖြစ်သူကိုလှုပ်ဖို့သွားတာ တက်ပြစ်မဲ့လို့တော့ရည်ရွယ်ခဲ့တာမဟုတ်ဘူးကျွန်တော်ခြံစည်းရိုးကိုကြော်ဝင်ခဲ့တဲ့အချိန်မှာမိမဖြစ်သူအလုံးလုံးနေတဲ့အိမ်ကအလုံးရှင်ရဲ့လက်ထဲမှာတနက်ကင်ထားပြီးကျွန်တော်ကိုအန်ဒီရယ်ပေးဖို့လုပ်ခဲ့တာကြောင့် သူ့လက်ထဲကတနတ်ကိုလူပြီးကိုကိုကိုကာကွယ်ရင်းနဲ့အခုလိုဖြစ်သွားခဲ့တာဖြစ်တယ်လို့တရခန့်ဖြစ်သူကပြောပါတယ်ဒီလိုနဲ့ထိုင်ရတပ်ဖွဲ့ကတရခန့်ကိုဒါဆိုရင်တိတ်ဆုံးသွားသူရဲ့မိသားစုဝင်တွေကိုတောင်းမှန်မှုအစီအစဉ်ရှိလာလို့မေးတော့တရခန့်ဖြစ်သူဆိုင်ဟန်ကဘာမှပြတ်မဖြေပဲပြုံးနေခဲ့ပါတယ်နောက်ပြီးတရခန့်ရဲ့မိမဟာဆိုရင်လည်းမြန်မာနိုင်ငံသူဖြစ်ပြီး ပါထောက်ထားမှမရှိတာကြောင့်အဖမ်းခံခဲ့ရပါတယ်။နောက်ပြီးတရားခံရဲ့မိမဟာသူမယောက်ျားရဲ့လုံရံနဲ့ပတ်သက်ပြီးထိုင်ရဲတွေကိုထွက်ဆိုချက်ပေးတာကအဲဒီကတရားခံဖြစ်သူသူမရဲ့ယောက်ျားဟာသူမကိုတပ်ပြဖို့အတွက်သူမအလုံးလုံးနေတဲ့တထေးအိမ်ကိုလိုက်လာခဲ့တယ်။ဒီလိုနဲ့တထေးဖြစ်သူဟာသူမကိုကယ်တင်ဖို့အတွက်တရားခံကိုခြံထဲပေးမဝင်ခဲ့တာကြောင့်တရားခံဖြစ်သူဟာသူမကိုမတတ်တော့ဘဲသူမရဲ့အလုံးရှင်းကိုတပ်ပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့တရားခံဖြစ်သူဆိုင်ဟန့်ရဲ့မိမမှာထိုင်ရဲတွေကိုထွက်ဆိုချက်ပေးပါတယ်။ လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူမြန်မာနိုင်ငံသားဆိုင်ဟန်စုသူကိုလူတပ်မှုနဲ့ဖမ်းဆီးထားပြီးကိုဝင်ငားလာရှိပြီဖြစ်တဲ့သူ့ရဲ့မိန်းမဖြစ်သူအသက်၁၈နှစ်အရွယ်မိန်းကလေးကိုတော့ထိုင်းနိုင်ငံအတွင်မှတရားမဝင်နေထိုင်မှုနဲ့ဖမ်းဆီးခဲ့ပါတယ်။